ဟယ်လိုမင်္ဂလာပါဒါလေးကတော့ပတ်တူဘလော့ဖြစ်ပါတယ်သူဝဲလာတဲ့ငရဲ့သုံးကောင်ကိုကျမတို့သူကတော့ကြော်ခိုင်းပါတယ်တို့ပေမဲ့ကျမတို့မကြော်ဘဲနဲ့กินဖို့ရန်တွေပြင်ဆင်လိုက်ပါတယ်ပုံဝင်ပစ္စည်းတွေကတော့ဂျင်းရယ်ကျတုံဖြူရဲ့စနွန်းရဲ့အယောင်တင်မုတ်ရဲ့အရာတာမုတ်ရဲ့အကင်မုတ်ရဲ့စီအနေငယ်ရဲ့နဲ့နေပြီးတော့နှက်ပြီးတော့မှာ မီအေးအေးလေးနဲ့အကင်ဆက်ပေါ်တင်လိုက်ပါတယ်ဒီအကင်ဆက်ကတော့တစ်ခါမှမတုံးဘူးဘောနော်တုံးပြီးတော့ဒီလိုမกินဘူးဘူးဘောနော်မီးတွေးနဲ့ပဲกินဘူးလားဆိုတော့အခါကျတော့တကယ်တမ်းကျမမိသွားတယ်ဂျင်းနဲ့ချက်တွန်ဖြူကိုအရင်ညစ်ပြီးထဲရမှာအဖက်လိုက်ကျမကတ်လိုက်တဲ့အခါကျတော့အေးအစပလာတွေအကုန်လုံးကတူးသွားပြီးတော့မှ ငါကတော့မတူဘဲနဲ့အရသာရှိရှိကြံထားခဲ့ပါတယ်လို့ပြီးတဲ့အခါမှာတော့ငါกินနေတဲ့အချိန်မှာငါပြီးထောင်ထောင်းတယ်ငါပြီးထောင်တဲ့မြုပ်စားပွင့်ရတဲ့ပေါက်ပန်းဖြူကို ပေါက်ပန်းရွက်ကလေးတွေကိုပြုတ်တယ်ပေါ့နော်ပန်ဖူးလေးတွေပြုတ်တယ်ပြီးတဲ့အခါမှာတော့ငါกินရသွားပါပြီချိန်ကနေပြန်လာရင်တောက်ဖို့ရန်အတွက်အသီးနှံလေးတွေကို detox ဖြောဖြစ်ပါတယ်အဲ့ဒါပြီးရင်နောက်မှာဂျင်သွားဖို့ပြင်ဆင်ပါတယ်ဂျင်ရောက်သွားပါပြီ တနေလုံးစားထားခဲ့တဲ့ energy တွေကိုပြန်ပြီးတော့မှဖြည်းဖြည်းချင်းနဲ့အချိန်ဖြုံးပြီးတော့မှဒီညမှာဆွာအားတွေကိုဖြုံးလိုက်ပါတယ်ဆိုတော့ဆော့ရင်ဆော့ရင်နဲ့ဆော့လာခဲ့တာအခုပြီးတော့မယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲဒီနေ့ကတော့ full body ကိုမှအချိန်ကြီးနေနေနဲ့အလေးများများနဲ့တူပြီးတော့မှဆော့ဖြစ်ပါတယ်အမြဲတမ်း vlog ရိုက်ပြီးနေတဲ့အမကဒီနေ့မလာတဲ့အတွက်ကြောင့်မို့လို့ ိုက်တော်တွေထဲကတယောက်ကိုအကူကြီးတောင်းပြီးတော့မှဘလော့လေးရိုက်ဖြစ်ခဲ့ပါတယ်ဆိုတော့အရှိမလဲအားတွေရန်ကုန်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆရာကနည်းနည်းတတောင်းတတလေးပဲအဲတိုက်ထိုးခိုင်းလိုက်တယ်ပေါ့နော်ပြီးရင်နောက်မှာတော့ကဝတ်တီပြန်လျှောက်ပြီးတော့မှ အဲနောက်နှမျိုးလောက်ဆော့ပြီးတော့ပြီးသွားပြီပေါ့နော်ဆိုတဲ့အခါကျတော့ဒီ blog လေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်သဘောကျကြိုက်နေတတ်တယ်ဆိုရင်တော့ like လေးတွေအသေးလေးတွေ follow လေးတွေပေးသွားပေးဖို့ပြောချင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ် God bless you နောက် video မှာပြန်တွေ့ကြမယ်နော်